ဖယားရှင်တိုင်းဖယားရှင်တိုင်းဗုဒ္ဓဂယာမှာဘာကြောင့်ပွင့်ကြတာလဲဗရကဘာကြီးမှာဖယားလေးစုပွင့်တော်မူခဲ့တယ်ကာကုတံကောနာကုံကတ္တပဂေါတမယေလိုဖယားလေးစုတို့ဟာအိန္ဒိယနိုင်ငံမစ္စည်းမဒေတာဗုဒ္ဓဂယာမြေမြတ်မဟာမှာပွင့်တော်မူခဲ့ကြတယ်ဖြစ်တယ်ကာကုတံဘုရားရှင်ဟာလူတို့ရဲ့တတန်နှစ်တသိန်းတန်းမှာဝင်တော်မူခဲ့ပြီး ကောနာဂုံဘုရားရှင်ကတော့လူတို့ရဲ့တတန်းအနှစ်ပေါင်း9000တန်းမှာပွင့်တော်မူခဲ့တယ်။ကတ္တဗဘုရားရှင်ကတော့လူတို့ရဲ့တတန်းနှစ်2000တန်းမှာပွင့်တော်မူခဲ့ပြီးကောရမဘုရားရှင်ကတော့လူတို့ရဲ့တတန်းနှစ်100တန်းမှာပွင့်တော်မူခဲ့တယ်။ဗရကဘာမှာပွင့်ဖို့နောက်တဆူကြံသေးတဲ့အရိမတရာဘုရားရှင်ကလည်းဗုဒ္ဓဂယာမြေမြတ်မဟာမှာပဲလူတို့ရဲ့တတန်း နှစ်ပေါင်း8000တန်းမှာပွင့်တော်မူမှာဖြစ်တယ်။ကမ္ဘာလောကကြီးမှာ အနန္တစัจ java လာတစ်ခုဟာဇူလလောကရတစ်ခုဖြစ်တယ်။ဇူလလောကရတထောင်ဟာ မေဇိမလောကရတစ်ခုဖြစ်တယ်။မေဇိမလောကရပေါင်း10ကလေးဟာမဟာလောကရတစ်ခုဖြစ်တယ်။မဟာလောကရတစ်ခုအတွင်းမှာဇူလလောကရပေါင်းဂရေတသိန်းရှိတယ်။အဲ့ဒီမဟာလောကရရဲ့အတွင်း လူပြည်မှာသာတစ္ဆာ၄ပါးကိုတည်တော်မူတဲ့ဘုရားရှင်တွေဟာပွင့်တော်မူခဲ့ကြတယ်။ဘုရားပွင့်တော်မူတဲ့အခါမှာလည်းပဲမဟာလောကရရဲ့အလဲဘဟုတက်တယ်။မဇိမလောကရမှာပဲဘုရားရှင်တို့ပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့တယ်။အခြားခြားသောမဇိမလောကရတွေမှာဘုရားပွင့်တော်မူ यूं ထုံးစံမရှိပေ။ဘုရားရှင်ပွင့်တော်မူတဲ့မဇိမလောကရမှာလည်းအလဲဘဟုတက်တယ်။ ်ဆူလလောကရလို့ခေါ်တဲ့ဗုဒ္ဓဂယာမြေမြတ်မဟာမှာဖယားရှင်တို့ပွင့်တော်မူခဲ့ကြတယ်။အဲဒီလိုဆူလလောကရမှာဖယားရှင်ပွင့်တော်မူပြီးတဲ့အခါလဲကျွန်ကြီးလေးယွန်းရှိတဲ့အနက်ဇဘူတပြေပင်ပေါရောက်ရာဇဘူဒီပါလက်ရတောင်ကျွန်းမှာသာပွင့်တော်မူကြတယ်။တခြားတခြားသောကျွန်းသုံးကျွန်းမှာတော့ဘယ်သောအခါမှဖယားရှင်တို့ပွင့်လေမရှိပါဘူး။ဖယားရှင်တို့ဒီ တဆူပြီးမှတဆူသာလျင်ပွင့်တော်မူခဲ့ကြတယ်။ဒီအကြောင်းကိုအင်္ဂုတ္တရပါဠိတော်မှာဟောထားတာကအဋ္ဌာဏမေတံဘိကဝေ အနဝကံသောယံဧကိတာလောကဓာတုယတွေအရဟံတော်တမ္မံတံဗုဒ္ဓအဘုတ်ပံအသရိမံဥပ္ပိဇေယံတိနေတံဌာနံဝဇတိဘိကဝေခြေသာယဟန်တို့ ဧကိတလောကဓာတုယာတသောသောလောကရန်အတွင်၌အရဟံတော်ပူဇော်သူကိုခံယူတော်မူထိုက်ကုန်သောတွေတမ္မာတံဗုဒ္ဓနှစုသောတမ္မာတပ္ပိညုဘုရားရှင်တို့သည်အဘုဗံအသရိမံမရှိမှန်သောတပြိုင်နက်ယံဥပ္ပိစေယုံအကျဉ်ဖြစ်ကုန်ရ၏ဧတံဤသို့ဖြစ်ခြင်းသည်အထာနံအကြောင်းမဟုတ် အနဝကသော အရာမဟုတ်ဣတိဧတံဌာနဤသို့ဖြစ်ခြင်းအကြောင်းသည်နဝဇတိလောကမှာမရှိနိုင်ဒိဗေကတော့အချိန်ကာလတစ်ခုတည်းမှာတစ်ချိန်နဲ့တစ်ပြိုင်နဲ့ဖျားနှစုပွင့်ရိုးထုံးစံမရှိဘူးလို့ဆိုခြင်းဖြစ်တယ်လောကမှာဖျားတစုပွင့်မှုရအမတန်မှကိုခက်ခဲတယ်ဘုဒ္ဓဘာတော်ဒုံလဘောဖျားတစုပွင့်ပြီလို့ နောက်ဖယားတဆူပွင့်မယ်ကြားမှာလဲအချိန်ကာလတွေများစွာကြာညောင်းတယ်ဒီလိုနဲ့မဟာဗရုမြေကြီးဟာအနှစ်တရာမှလက်တသက်တို့အပေါ်တို့တဖြည်းဖြည်းတို့ပြီတို့ပြီမြင့်တက်လာတယ်လို့ဖယားပွင့်မှုဆိုတာရှေးဖယားရှင်ရဲ့သာသနာ꿰ပြီးနေမှာစပြီးမဟာဗရဝီမြေကြီးသည်တယူဇနာအထိအပေါ်တို့တက်နိုင်မှသာလျင်နောက်ထပ်ဖယားတဆူပွင့်ထွန်းပေါ်ပေါက်တော်မူတယ် ဖယံမပွင့်တဲ့ကဘာကိုတုံညကဘာလို့ခေါ်ပြီးဖယံပွင့်တဲ့ကဘာတွေကိုတော့အတုံညကဘာလို့ခေါ်တယ်ဖယံပွင့်တဲ့အတုံညကဘာမှာကဘာ၅မျိုးရှိတယ်နံပါတ်၁ဖယံတဆူပွင့်တဲ့ကဘာကိုတာရကဘာနံပါတ်၂ဖယံနဆူပွင့်တဲ့ကဘာကိုတော့မန္တကဘာနံပါတ်၃ဖယံသုံးစုပွင့်တဲ့ကဘာကို ဝရကဘာ နံပါတ်၄ဖျားလေးစုပွင့်တဲ့ကဘာကိုတာရာမန္တကဘာနံပါတ်၅ဖျားငါးစုပွင့်တဲ့ကဘာကိုတော့ဗဒ္ဒကဘာရဲ့လို့ဆိုတယ်လောကမှာဖျားငါးစုထက်ပိုပြီးတော့ပွင့်တဲ့ကဘာရဲ့လို့မရှိပါဘူးမဟာဗောဓိပန်လင်ကိုဝိနတ္တမာနီလောကီပစ္စာဝိနတ္တတိ တန္တဟမာနီပထမတန္တဟတိဆိုတဲ့ပါဠိတော်လာစကားအရာမဟာဘောဓိဘင်းကြီးရဲ့အောက်ဖယားအဆူစုတို့တစ္ဆာလေးပါ တရားထိုးတရားမြတ်ကိုသိရှိ၍ဖယားဖြစ်တော်မူခဲ့တဲ့အပရာဇိတပလင်ဝဇိရာတနပလင်တော်သိရှိရာနေရာဗုဒ္ဓဂယာမြေမြတ်မဟာဟာကဘာမြေကြီးစတင် ပေါ်ပေါက်တဲ့အခါပထမဦးဆုံးပေါ်ပေါက်ပြီး ဒီမြေကြီးဒီနေရာဟာလည်းပဲကဘာမြေကြီးပျက်စီးတဲ့အခါမှာလည်းပဲနောက်ဆုံးမှ ပြက်ရတဲ့နေရာဖြစ်တယ်။ဖယားတဆူတာပွင့်နဲ့ကဘာဖြစ်မယ်ဆိုရင် ကဘာဥအစကဘာဥကာလလူပြေလူမြေဖြစ်တဲ့ဒီကဘာမြေကြီးစတင် ဖြစ်ပေါ်တဲ့အပရာဇိတာပလင်ဝစီတာတနာပလင်တို့တရှိရာနေရာဗုဒ္ဓဂယာမြေမှာပရိခရာတစုံတည်တဲ့ ကြာပွင့်ကြီးတပွင့်ပါတယ်ဗြဟ္မာကြာပွင့်ကြီးတပင်ပေါက်လာတယ်ဖယားနှစုပွင့်မဲ့ကဘာဆိုရင်ပရိခရာနှစုံတီးနိုင်တယ်ကြာပွင့်ကြီးနှစ်ပွင့်ပါတယ်ဗြဟ္မာကြာပွင့်ကြီးတပင်ပေါက်လာတယ်ဖယားသုံးစုပွင့်မဲ့ကဘာဆိုရင်ပရိခရာသုံးစုံတီးတယ်ကြာပွင့်ကြီးသုံးပွင့်ပါတယ်ဗြဟ္မာကြာပွင့်ကြီးတပင်ပေါက်လာတယ်ဖယားလေးစုပွင့်မဲ့ကဘာဆိုရင်ပရိခရာလေးစုံတီးတယ် ကြာဝင်ကြီးလေးဝင်ပါတဲ့ဘရုံမာကြာဝင်ကြီးတပင်ပေါက်လာတယ်။ဖယားငါးစုပွဲမဲ့ကဘာဆိုရင်ပရိခရာငါးစုံတည်တယ်။ကြာဝင်ကြီးငါးဝင်ပါတဲ့ဘရုံမာကြာဝင်ကြီးတပင်ပေါက်လာတယ်။ပရိခရာအစုံတည်နေတဲ့အဲ့ဒီဘရုံမာကြာဝင်ကြီးကိုသုဒ္ဓဝါဒမြမကြီးတွေ့မြင်တဲ့အခါအယံဝန်းတာလျံဖယံပွဲမဲ့ ဘာလောဖယားမပွင့်မဲ့ကဘာလောလို့ပုပ်ပါနမိတ်တွေဖတ်ကြပြီးပရိခရာအစုံတို့ကိုတိမ့်စီကြ၍နောင်ပစ္စည်းမဘဝိကဖယားလောင်းတို့တောထွက်တဲ့အခါကတ်လူကြလိရှိတယ်။ဒါကြောင့်ဗုဒ္ဓဘာသာဝင်တို့အတွေ့ဗုဒ္ဓဂယာမြေမြတ်မဟာအထွန်အမြတ်ထားတဲ့နေရာမမေ့သင့်မမေ့ထိုက်တဲ့နေရာကုသိုလ်တွေပြုလုပ်၍တံဝေက ယူစီယာကောင်းတဲ့နေရာ ဗုဒ္ဓဘာသာဝင်တို့ရဲ့နှလုံးသားပင် ဖြစ်တယ်။ပိစေကဗုဒ္ဓနဲ့အရိယာသူတော်ကောင်းတွေဟာဘုရားရှင်တို့ဖွင့်တော်မူရာဇံဘူဒီပါလက်ရတောင်ကျောမှာသာပွင့်ကြရဖြစ်ကြရတယ်။ပိစေကဗုဒ္ဓတွေဟာဘုရားရှင်ရဲ့သာသနာပမာသာသနာမရှိ သာသနာကွယ်ပြီးနောက်မှာတုံညကဘာအတုံညကဘာနှစ်ခုလုံးမှာဆရာမလို့ပဲမိမိအလိုလို ကိုတော်တိုင်းဝင့်တော်မူကြတဲ့ဖယင်ငယ်တွေဖြစ်တယ်။ ။တစ္ဆာလေးပါးကိုသိပေမဲ့သူတစ်ပါးကိုမဟုတ်ပြနိုင်တဲ့ဖယံငယ်တွေဖြစ်ကြတယ်။ပိစေကဘုရားတွေဟာတဆူတည်းလဲဖွင့်နိုင်တယ်။နှစ်ဆူသုံးဆူလေးငါးဆူအဆူလေးငါးရာစသည်ဖြင့်တပြိုင်တည်းလဲပွင့်နိုင်ကြတယ်။စကြဝဠာမင်းကတော့ကဘာတိုင်းကဘာတိုင်းစကြဝဠာတိုင်းစကြဝဠာတိုင်းဇဗုဒီပါလက်ရတောင်ကျွမ်းမှာသာဖြစ်ကြပြီးလေကျွန်းလုံးကိုအုပ်ဆိုး ပိုင်းသားအစိုးရတဲ့စကြဝဠာတစ်ခုအတွင်းမှာစကြဝဠာမင်းတပားတဲ့သာဖြစ်လေရှိပြီးနှစ်ပါးပြန်ပြီးတော့ဖြစ်လေမရှိပေ။ဘယံပစ္စည်းကဗုဒ္ဓအရိယာသူတော်ကောင်းတွေဟာ လောကကြီးမှာဘာကြောင့်ဖြစ်ကြရပွင့်ကြရတာလဲဆိုရင်တတလောကအတွင်းမှာအိုဘေးနာဘေးတေဘေးတွေဟာမပြောင်းမလဲအမြဲတင်ရှားရှိနေကြလို့ဖြစ်တယ်။အဲ့ဒီအိုဘေးနာဘေးတေဘေးဆိုတဲ့အရာသုံးခုလုံးဟာ မပြတ်မလန်လွန်စွာဖီစီနှိမ့်ဆက်တတ်တဲ့အတွက်ကြောင့်ဖယားမဖြစ်ဖြစ်အောင်မပွင့်ခြင်းပွင့်ခြင်းအောင်တိုက်တွန်းနှိုးဆော်နေကြတဲ့အတွက်လောကမှာဖယားပစ္စည်းကဗုဒ္ဓအရိယာတို့ပွင့်ကြရခြင်းဖြစ်တယ်တကယ်လို့တတ္တလောကကြီးအတွင်းမှာအိုနာသေးပြီဆိုတဲ့အရာသုံးခုဟာထင်ရှားမရှိဘူးဆိုရင် အတိတ်အနာဂတ်ပစ္စုပန်ဆိုတဲ့ကာလသုံးပါးမှာဘယ်အခါမှ ဖယားပစ္စေကဗုဒ္ဓအရိယာသူတော်ကောင်းတွေဖြစ်ကြမယ်ဝင်ကြရမယ်မဟုတ်ပေဖယားပွင့်တဲ့အခါလဲဝိရိယတိက16တင်ကြီးနဲ့ကဘာတသိန်းပါရမီဖြည့်ကျင်အားထုတ်တဲ့ဖယားတတ္တန်တိက7တင်ကြီးနဲ့ကဘာတသိန်းပါရမီဖြည့်ကျင်အားထုတ်တဲ့ဖယားပညာတိက6တင်ကြီးနဲ့ကဘာတသိန်းပါရမီဖြည့်ကျင်အားထုတ်တဲ့ဖယားရဲ့ဆိုပြီးဖယား၃မျိုး꿰ပြတယ် ။ဒါပြင်ဗုဒ္ဓလေးမျိုးဆိုတာရှိပြန်သေးတယ်။တမ္မာတံဗုဒ္ဓတမ္မာတံဘောဓိဉာဏ်တပည့်ညွတ်တဉာဏ်ကိုရရှိတော်မူခဲ့တဲ့ဖရာပိစိကဗုဒ္ဓပိစိကအတိတိဗုဒ္ဓသစ္စာလေးပါးကို သိတဲ့ဖရာသတုသစ္စာဗုဒ္ဓသစ္စာလေးပါးကို သိတဲ့ယဟန္တာများသုတဗုဒ္ဓအကြာမြင်တွေများပြီးပိဋကတ်စာပေတွေပေါ်မှာတက်ကြွလိမ္မာသူရဲ့ဆိုပြီးဖရာလေးစု ရှိပြန်တယ် ။ဒါ ठी ထဲမှာတော့တမန်တမ္ဗုဒ္ဓဘုရားရှင်တိုင်းကတော့ဘုဒ္ဓဂယာမြေတူးမြေမြတ်မဟာမပွင့်တော်မူကြတယ်။ဘုဒ္ဓဂယာမှာဘုရားရှင်တို့ပွင့်တော်မူတိုင်းမဟာပရိမြေကြီးဟာတုံ့လှုပ်ခဲ့တယ်။အဲ့ဒီလိုနဲ့နောင်ပွင့်တော်မူမဲ့အရိမတေယဘုရားရှင်ပွင့်တော်မူတဲ့အခါလဲမဟာဘရုံမြေကြီးဟာကောင်းချီးပေး၍တုံလှုပ်အောင်မှာဖြစ်တယ်။အပရာဇိတာပန်လင်ကြီးတီတီပုထုဝိပုက္ခလီအဘိတေကီတပ်ဗဗုဒ္ဓနံ အဂဘတောပမောတတိဆိုတဲ့ဖယဟောပါဠိတော်အရာဗုဒ္ဓဂယဆိုတာဂောရမဗုဒ္ဓဟာမဟာတကရေတရား၃ခုနှင့်ကဆုံလာပြီးဗုဒ္ဓဦးနေမှာမဟာဗောဓိပင်အောင်အပ္ပရာဇိတပန်လင်တော်ထက်မှာလောက၃ပါးမှာ အထုအထိတ်တပ်ပင်ညွတ်တပိုင်ရှင်ဖယားဖြစ်သူရောက်တော်မူခဲ့လို့ဖယားအဆူဆူတို့ရဲ့ပွင့်တော်မူရာမြေမြတ်ဖြစ်တဲ့အတွက်ကြောင့် ိန္ဒိယနိုင်ငံပါဝင် တကဘာလုံးရှိဗုဒ္ဓဘာသာဝင်တို့အတွက်အမုံမြတ်ဆုံးနေရာတစ်ခုဖြစ်ပြီး ရောက်ဖူးတင်ရောက်ဖူးထိုင်ဖူးမြော်တင်ဖူးမြော်ထိုက်တဲ့အယက်ဒေတာမြေထူးမြေမြတ်မဟာဗုဒ္ဓဂယာပဲဖြစ်တယ်ဗုဒ္ဓဂယာဟာထူးမြတ်တဲ့မဇ္ဈိမဒေတာမှာတန်ဝေက ယူရာနေရာတစ်ခုဖြစ်သလိုတန်ဝေဇနီးယလေးဌာနတွင် ပါဝင်ပြီးဘုရားရှင်တိုင်းဘုရားရှင်တိုင်း မစွန့်အပ်တဲ့အဝိဇ္ဇဟိတဌာနာတို့လည်းဖြစ်ပြန်နေဘုရားဘာသာဝင်တို့အတွက်တူနိုင်စရာ မရှိတဲ့နေရာတံပိုးမဖြတ်နိုင်တဲ့နေရာတကိုးကြီးမားတဲ့နေရာကိုယ်တို့တရားအထူးတိုးပွားစေနိုင်တဲ့နေရာအထူးမုံမြတ်အရေးပါတဲ့နေရာတွေပဲဖြစ်တယ်ဘုရားရှင်တပ်ပင်ညွတ်တာရွှေဉံတော်ကိုရ၍ဘုရားဖြစ်သူရောက်ရှိခဲ့တဲ့ ဒသနတံဝေဇနိယနေရာဌာနဖြစ်တဲ့အတွက်ကြောင့်ဗုဒ္ဓဂယမှာ ကုသိုလ်ပြုလုပ်တတ်ရင် အမှန်တကယ်အပေတကားပိတ်တဲ့နေရာပဲဖြစ်တယ်။ဗုဒ္ဓခေတ်မတိုင်မီကတော့ဒီဒေတာတဝိုက်ကိုဥရဝေလာလို့ခေါ်တွင်ခဲ့ပြီးဗုဒ္ဓခေတ်မှာဘောဓိမန္တလတံဘောဓိဘောဓိရုခမူလစသည်ဖြင့်ခေါ်တွင်ခဲ့တယ်။73ရာစုတွင်ဒေတာကံတွေကပြမကာယလို့ ခေါ်တဲ့ဂယာမျိုးဖြေသနိုးနတ်ကွန်းနဲ့ကွဲပြားစီရန်အတွက်ဗုဒ္ဓဂယာလို့ခေါ်တွင် ခဲ့ကြတယ်။တနည်းပြောရမယ်ဆိုရင်ဗုဒ္ဓဆိုတာကဖယားဂယာဆိုတာကဂယာမျိုးရဲ့အနီးမှာတည်ရှိနေတဲ့အတွက်ကြောင့်မို့လို့ဂယာမျိုးကိုအစွဲပြုကဗုဒ္ဓနဲ့ဂယာဗုဒ္ဓဂယာရဲ့လို့ယခုထက်တိုင်းခေါ်ဆိုကြခြင်းဖြစ်တယ်။အားလုံးပဲဗုဒ္ဓဂယာမြေမြတ်မဟာကို တနေ့နေ့တစ်ချိန်ချိန်မှာတွားရောက်ပြီးတော့ဖူးမြော်နိုင်ကြပါစေ။